ကမ္ဘာနံပါတ်1အမြန်ဆုံးဆိုင်ငယ်ထုတ်လုပ်ထားတဲ့ Kawasaki ကဒီအမြန်ဆုံးဆိုတဲ့ဆိုင်ငယ်အင်ဂျင်ကိုအသုံးပြုပြီးနေကပိုက်တစ်စီးထုတ်ပြလာပါတယ်။ Kawasaki Z H2 ဆိုတဲ့ဆိုင်ငယ်ပါ။ကမ္ဘာ့မတိမြန်ဆုံးဆိုင်ရာက Kawasaki Ninja H2 ဟာဖြစ်ပါတယ်။ယခုလက်ရှိချိန်လေး10နှစ်ကြာပြီဖြစ်ပေမဲ့ Jordan 9နဲ့ဆိုင်ငယ်ထုတ်လို့မရှိသေးပါဘူး။ပြိုင်ပွဲဝင်မှုအတွက်သာတုံးပြပြီးတော့တရားဝင်ထုတ်ရောင်းခြင်းမျိုးလုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ဆိုင်ငယ်ထောက်လို့ရောင်းချမယ်ဆိုရင်တတ်မှတ်ထားတဲ့စီကင်းချက်တွေရှိပါတယ်။အစီကံတွေကြောင်းလို့နေရာကြောင်း Ninja H2 ဟာကိုတဆင့်နေလာတဲ့ Ninja H2 ကိုသာထောက်လို့ရောင်းချပါတယ်။ H2 ဟာတော့မကြမ်းဘူးဆိုပေမဲ့ Street Version မှာတော့ကမ္ဘာအမြန်ဆုံး Sport Bike ဆိုင်ငယ်ထဲမှာပေါဝင်ပါတယ်။ H2 အင်ဂျင်ကိုအသုံးပြုပြီးတော့ Naked Bike Design နဲ့ Kawasaki ZH2 ဆိုတဲ့ဆိုင်ငယ်ကို2020ခုနှစ်မှာစတင်ထောက်လို့လာပါတယ်။ကိုရဘုဒ္ဓ 6cc inline 4အင်ဂျင်ကိုအသုံးပြုလာပြီး H2 ထံမြင်းခေါင်ရေ30ရောင်းနေပါတယ်။ဒါပေမဲ့မြင်းခေါင်ရေအားက169အထိထွက်လွန်နိုင်ပါတယ်။ ZH2 ရဲ့မြန်သောမောင်းနှင်နိုင်အားက292 km/h ဖြစ်ပါတယ်။ Ninja H2 က300 km ကျော် H2 က400 km အထိတီးထုံနိုင်ပါတယ်။2025 Kawasaki ZH2 ဆိုင်ရဲ့ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုရင်3800ဝန်းကျင်ရှိမှာဖြစ်ပါတယ်။မြန်မာငွေဈေးနဲ့ဆိုရင်3000ဝန်းကျင်သာကျတဲ့မှာဖြစ်ပါတယ်။